မိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့အတွက်ချက်မကောင်းအဲ့တော့မိဘမဲ့ချင်းတူတာတော့မှမိဘမဲ့ဆိုတာတော့မှအမကလေးတွေကိုအာဒါပေါ့နော်ဒီလိုမျိုးလေးရဲ့လုပ်ငန်းရောကလေးတွေပေါ်မှာရောဝိုင်းချစ်ပြီးတော့အမဝမ်းသာတယ်အဲ့ဆိုတော့သူတို့ကြည်လာရင်လည်းဩသူတို့ဆန်ချတဲ့အချိန်မှာအခုလိုနာမည်ကြီးရဲ့မင်းသားမင်းမီးတို့ပညာရှင်တွေကဝိုင်းပြီးတော့ချစ်ပေးကြတယ်ဆိုတော့သူတို့လည်းအားရှိတာပေါ့နော်ညရဲ့သူ့လိုလိုကြတယ်မငုံဘူးအဲ့ဒါသူ့ဟာသူကြည်ရတယ်ကွာ အော်ဒီတို့ကလေးသူတို့တွေကဘာမှတော့မသိချာသေးဘူးလို့သူတို့ကြည်ပြီးတော့အဲ့လိုဝမ်းတဲတယ်ဝမ်းသာတယ်ကိုလုတ်ပေးနိုင်လိုက်တဲ့အတွက်ကြောင့်လည်းဝမ်းသာတယ်အမောင်လည်းသာဓုခေါ်တယ်ပေါ့နော်ဒါပေမဲ့လည်းကလေးကိုကြည်ပြီးတော့ဝမ်းသာဝမ်းနေဖြစ်တာ ည်းကြာပြီလေဆောက်ရရင်မှလည်းမကန်ပြီမလားဒီလိုနေ့တွေဆောက်နေရလည်းကြာပြီကိုကလေးတွေကိုရှင်ပြုတဲ့အချိန်မှာအပြင်ကလေးတွေလည်းရှင်ပြုခဲ့ဘူးပါတယ်ဒါပေမဲ့ကိုကဝင်ထားတဲ့ကလေးဆိုရင်အတိစိတ်ပေါ့နော်ပြီးတော့ရက်ရက်သားလေးတွေကလေးကမွေးလာတဲ့ကလေးလေးတွေကိုယ်တိုင်လုပ်စုပြီးတော့ပြိုးထောင်လာတဲ့ကလေးတွေဖြစ်တဲ့အတွက်ကိုခံစားပြီးတော့မိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့အတွက်စိတ်မကောင်းအဲ့တော့ မိဘမဲ့ချင်းတူတာတော့မှမိဘမဲ့ဆိုတာတော့မှအမကလေးတွေကိုအဲဒါပေါ့နော်ဒီလိုမျိုးလေးကိုတူတန်တန်လေးအမခံစားစေချင်တယ်ဒါကြောင့်အမကလေးဆိုရင်မစားမှုတာမရှိအောင်ဘာပဲဖြစ်အတတ်နိုင်တဲ့ဘက်ကအမလောက်ပေးတယ်စူးစမ်းပေးတယ်အခုလည်းတက်ပြီးစူးစမ်းမှာပဲနောက်ထပ်ကလေးတွေလည်းအမဒီလိုပဲခန်းခန်းနာနာနဲ့ပြုတ်ပေးနိုင်အောင်အမအသက်ရှင်နေသေးစူးစမ်းမှာပါဟုတ်ပါဘူးအများကြီးကဒါလာရောက်ဝင်ရကြဆိုတော့ပြီးပြီးရေးတာလေးအဲ့ဒါပို့ပြီးတော့ပြောတာပေါ့ဘာလို့ဆို ကိုရဲ့လုပ်ငန်းရောကလေးတွေပေါ်မှာရောဝိုင်းချစ်ပြီးတော့အမဝမ်းတာတယ်။အဲဆိုတော့သူတို့ကြည်လာရင်လည်းဩသူတို့ဆန်ချတဲ့အချိန်မှာအခုလိုနာမည်ကြီးရဲ့မင်းသားမင်းသမီးရဲ့ဒီပညာရှင်တွေကဝိုင်းပြီးတော့ချစ်ပေးကြတယ်ဆိုတော့သူတို့လည်းအားရှိတာပေါ့နော်။ငါရသူ့လိုလိုကြတာမငုံဘူး။အဲ့ဒါသူ့ဟာသူကြရတယ်ကမဟုတ်ဘူးဒါတော့ ေးမေဖြစ်သွားရင်တော့ပို့ပြီးတော့အဲ့လိုမျိုးပေါ့နော်ဝမ်းသာမေဖြစ်တာဟောငါတို့ဒီကလေးတွေလုပေးလိုက်နိုင်တယ်ဆိုတော့တောက်တနေနေရတယ်ကုညီပေးလိုက်နိုင်တယ်ဆိုတော့စိတ်ပေါ့နော်အဲအမားတို့တော့မှဘာပြောမိဘအမေတယောက်တည်းမရှိတော့တာတော့မှငါတို့စိတ်မှာအရန်တမျိုးကြီးပေါ့နော်အားငယ်စိတ်လိုလိုဝမ်းနေစိတ်လိုဖြစ်တယ်လေအော်ဒီလိုကလေးသူတို့တွေကဘာမှတော့မသိချာသေးဘူးလို့သူတို့ကိုကြည့်ပြီးတော့ အဲ့လိုဝမ်းတဲတယ်ဝမ်းသာတယ်ကိုလှုပ်ပေးနိုင်လိုက်တဲ့အတွက်ကြောင့်လည်းဝမ်းသာတယ်အမောင်လည်းသာဓုခေါ်တယ်ပေါ့နော်ဒါပေမဲ့လည်းကလေးကိုကြည့်ပြီးတော့ဝမ်းသာဝမ်းနေဖြစ်တာဟုတ်ပါဘူးပြောပေါ့နော်ဒါပါပါလို့ခင်ရတော့ကိုလည်းဒါရဲဝတ်တာလေမောက်လည်းကျေးဇူးများကြီးတင်တယ်ပေါ့နော်။ဒါမောက်လည်းကြည့်ပြီးမိတိမိတို့ကလေးတွေတော့လည်းကြည့်ပြီးတော့ပေါ့နော်။ဒါလေးအများကြီးကတ်ကောင်းတယ်။အော်အမကလေးတွေကဟိုပေါ့နော်ဒီသူတို့ ဟိုကောင်းတဲ့မှာတစ်ချိန်ကျရင်တို့တိလာမှာပဲမဲဆိုတာကိုတို့တိလာမှာပဲအခုခေတ်ကလေးတွေပိုတော့ pride ဖြစ်သေးတယ်တိလာပေမဲ့တိလာတာချင်းတူတူတောင်မှဆရာငယ်ပြီးတော့မကြီးစိမကြီးမကြီးပြင်းစေချင်ဘူးပေါ့နော်ငါတို့အမေကငါတို့ဟိုဒီလိုမျိုးအော်လုတ်ပေးတယ်အဲဒီလိုမျိုးလူတန်းစိတ်ထားနိုင်အောင်လုတ်ပေးတယ်ပေါ့နော်ဆိုတော့အသိစိတ်ကလေးနဲ့ အားငယ်စိတ်တငယ်စိတ်တွေအစားစူးစားခြင်းနဲ့စိတ်တွေကိုဖြစ်စေခြင်းလို့အမဒီလောက်ဒီအားသောပုံတိုင်းလုပ်ပေးတာအာတချိန်မိမမဲ့ဆိုတော့တိလိုက်ဟာငါတို့ဘာလို့ပြစ်သွားတာလဲငါတို့ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတဲ့ဟာတွေနဲ့သူတို့စိတ်ကိုတိုင်ရမရစေချင်ဘူးဒါကြောင့်အမပျော်ရွှင်မှုတွေကိုအမြဲတမ်းဖန်တီးပေးပြီးတော့လုပ်ပေးစူးစားတာပေါ့ဟုတ်လေးဆောင်မွေးကြတဲ့ဒီလိုရွေချက်ကိုမှတွေးမိတာပေါ့နော်ဒါမဒီနေ့မှအစပြီးအကောင့်ထဲပေါ်နိုင်တာပေါ့ဒါပထမအောင်ဆုံးအချိန်ပေါ့ပြီးတော့အကောင့်ထဲပေါ်နိုင်ဖို့ ကြည့်ကြတယ်ခင်ဗျာလှုပ်ဖို့ဆိုရလဲပြဆက်ဆူရတယ်အဲ့တော့ခုနှစ်သားသမီးအလူရှင်နေလာလို့တဲ့အချိန်မှာလဲအမဒီအတွက်ကိုကြီးရပြီးပြဆက်ဆူတယ်အမအမှုပညာရှင်အမှုပညာလှုပ်တဲ့အချိန်မှာပြဆက်နည်းနည်းပဲရရများများပဲရရအဲ့ဒီကနေပြီးမဖြစ်မနေအမဆူတယ်ပေါ့နော်အဲ့တော့အမနှစ်နှစ်ချီပြီးတော့ဆူပါတယ်ဆူရတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီလိုနေ့မှာအမနောက်လည်းမကြည့်နိုင်ရအောင်ဟိုမလိုအောင်ပေါ့နော်အမလှူနိုင်နေပေါ့နော်အဲ့အတွက်အမအရန်ဝမ်းသာတယ်နောက်ထပ်၃နှစ်၄နှစ်ကြာရင်လည်းတစ်ခေါက်ထပ်လှုပ်ဖို့စူးစမ်းရအောင်ပြဆက်ဒီနေ့အစားဆူရအောင်ဒီနေ့အပါမနာပါဘူးကွာ အရှင်းဆက်တော့မှာမိန်းကလေးကနားထားတော့17ရောက်ပေါ့အရန်ဝင်ပြီးပြီးပြရမှာတော့ဒါမှမဟုတ်အလုပ်ငါးတောင်းတရားနာမှာပြီးတော့ဒီအားသေးရတယ်လည်းအရန်ဖြစ်ဖြစ်ရပါတယ်ဟုတ်အဲ့ MPD ဖြစ်တာ။ဟောမားရဲ့သာသမီသာသမီတွေလို့ပဲကိုရီဆိုလို့။မားလည်းသူ့နာမည်ပေးတာခိုင်မဲမင်းမေလို့။သူ့သမီးဖြစ်မွေးစားတာလေ။အဲ့နားတာပေးလိုက်။နားတာပေးရတော့ဒီမှာနားပေါ့နားပေါ့မရှိဘူးလေ။